该明不喽。ငငယ်တုန်းကကန်းတာမဟုတ်ဘဲနဲ့ကြီးမှကန်းတဲ့အကန်းနဲ့ဝင်းတွင်းကလေးကပါလာတဲ့ငယ်ကန်းနဲ့အဲ့ဒီငယ်ကန်းနဲ့ကြီးကန်းနှစ်ယောက်လမ်းသွားတဲ့ဟိပါလို့တဲ့တို့လမ်းသွားရင် စကားပြောကြလမ်းသွားရင်စကားပြောတော့ကြီးကန်းကပြောအသက်ကြီးမှကန်းတဲ့လူကကွာတဲ့ငါနွားတို့သောက်ချင်လိုက်တာတဲ့ဒါအသက်ကြီးမှကန်းတဲ့လူကဘာသောက်ချင် နွားတို့သောက်ချင်လိုက်တာဆိုတော့ငယ်ငယ်လေးတည်းကကန်းတဲ့လူ အကန်းကငယ်ကန်းကမေးလိုက်တယ်နေစားမအောင်ကွာတဲ့နွားတို့ဆိုတာဘယ်လိုဟာတော့ဒီတော့အသက်ကြီးမှကန်းတဲ့လူကမြင်ဘူးထားတော့သူကပြောတာပေါ့မင်းနဲ့ကွာတဲ့နာဝေးတာတဲ့နွားတို့ဆိုတာတို့အဖြူပေါ့ဒီတော့ငယ်ငယ်လေးတည်းကကန်းတဲ့မမြင်ဘူးတဲ့လူကထပ်ပြောတယ်နေစားမအောင်ကွာတဲ့ အဲ့ဒီအဖြူကဘယ်လိုဟာတော့လမ်းတော့ဆုံးပုံမပေါ်ဘူးမင်းနှကွာတဲ့ပြောရတာလက်ဝင်တာတို့ အဖြူဆိုတာထုံခဲကြီးလို့ပေါ့ဒီတော့ဟောပြန်မေးတယ်နေသမ်းမအောင်ကွာတဲ့ထုံခဲကြီးကဘယ်လိုဟာတော့အဲဒီလမ်းဆုံးပုံမပေါ်ဘူး မင်းကွာတဲ့ပြောရတာဟန်မကြလိုက်တာအကန်းရင်လူလည်းလှုပ်တယ်လည်းမအောင်မင်းနဲ့ဟေးဟောအဖြူဆိုတာတို့ဗျိုင်းကလေးလို့ပေါ့ကွာဒီတော့ပြန်မေးတယ်နေပါဦးကွာတဲ့အဲ့ဒီဗျိုင်းကလေးကဘယ်လိုဟာတော့ကဲမင်းပါဇက်နဲ့ပြောနေလို့တော့အကန်းချင်းဆိုတော့လေမြင်အောင်မကြည့်တတ်တော့ကြွတ်ကြတာဟောလက်နဲ့ကန်ကြည့်ရအောင်ငါပြမှာဟောတာဗျိုင်းလေးကွာ ဒီနေရာကနှုတ်သီးกว่าဒီနေရာအတော်မှန်กว่าဒီနေရာခြိရောက်กว่าမလက်ကလေးကောက်ကွေးပြီးတော့ပြလိုက်လက်ကလေးကောက်ကွေးပြီးတော့သေသေချာချာပြလိုက်တော့ငယ်ကန်းကစမ်းကြည့်ပြီးတော့ဘာပြောတော့ဟင်းမင်းနွားနှုတ်မတော့ချင်ပါဘူးကောက်တိကောက်ကွေးကြီးကဲငယ်ကန်းနဲ့ကြီးကန်းမကွာဘူးလားပြိဿဟေ့အကန်းကြီးတော့အတူတူပဲမဟုတ်လားဟေ့ ဒါပေမဲ့လို့အသက်ကြီးမှကန်းတဲ့ကြီးကန်းကမြင်ဘူးတာမှန်သမျှပြောပြရင်မသိဘူးလားဟဲ့အငယ်ငယ်လေးတုန်းကကန်းတဲ့လူကမမြင်ဘူးတော့ကိုဘသူပြောပြပြသူသိဖို့လွယ်ပါမလားဟဲ့ဒါကြောင့်တရားနာပရိသတ်ကြီးကျုပ်တရားဝဲမှာအခုခမည်းတော်ပုထုဇဉ်အကမ်းမဟုတ်ခဲနဲ့တရားနာနေတဲ့အခိုက်အတန့်မှာတော့ဖြင့်သင်အံလေးကျက်ချင်းဆွေးနွေးမေးမြန်းခြင်းနှလုံးသွင်းကောင်းခြင်း အဲ့ဒီသုံးပါးရှိနေလို့ယခုတော့ဖြင့်ကလျာဏပုထုရှင်ဖြစ်ပါသည်တဲ့သို့တော်လေတရားပွဲကြီးကပြန်သွားတဲ့အချိန်ခါမှာအိမ်ပြန်ရောက်တော့လောဘအာယုံဒေါသအာယုံမောဟအာယုံတွေဝင်လာပြန်သဖြင့်ပုထုရှင်အကမ်းမဲ့ပြန်ဖြစ်လိမ့်မယ်။ဟာဒီလိုပုထုရှင်အကမ်းမင်ဖြစ်လင့်ကစားအကမ်းမင်ဖြစ်လင့်ကစားငယ်ကမ်းမဟုတ်ဖဲနဲ့ကြီးကမ်းနဲ့တူတယ်ဟူ၍မှတ်ကြ။ ပေးတာကြီးမင်းရအောင်ငယ်ကန်းကြိုက်လားကြီးကန်းကြိုက်လားအေးငါလည်းဖမ်းမပေးနိုင်ကွာကြာဟွန်းအသားတော့မဲတယ်နော်အဲ့ဒီကြီးကန်းကြီးလည်းမအောင်မေးနဲ့ဟေ့အသက်ကြီးမှကန်းတဲ့အကန်းကိုဆိုလိုတယ်ကြီးကန်းကအသက်ကြီးမှကန်းတဲ့အကန်းကမြင်ဘူးတာမှန်သမျှပြောပြလို့သိသလိုပေါ့ကွယ်တို့ပရိသတ်ကြီးတရားတွေနာပြီးတော့အင်းနောက်ရဲ့ပုထုဇဉ်အကန်းပြန်ဖြစ်အောင်တော့ နာဘူးတဲ့တရားတွေကိုဘဟုတုတ္တရလာသဖြင့်သူများပြောပြရင်တရားနာပရိသတ်ကြီးမသိနိုင်ဘူးလားပရိသတ်ဒါဖြင့်ပရိသတ်ကြီးငယ်ကန်းနဲ့တူသလားကြီးကန်းနဲ့တူအဲဒါကြောင့်အသက်ကြီးမှကန်းတဲ့အကမ်းမျိုးဖြစ်အောင်သာကြိုးစားကြဒါတရားနာပရိသတ်ကြီးပုထုဇဉ်ပိုင်းဆိုင်ရာနှမျိုးကိုခွဲပြောပြပါပြီဒီတော့တရားနာပရိသတ်ကြီးပုထုဇဉ်ဒီကနေ့အကောင်းဖြစ်နေသလားအကမ်းဖြစ်နေသလား ဘယ်တော့မှတော့ခုခုပိဋကကြီးဘယ်တော့မှတော့ပုထုရှင်အကောင်းဖြစ်နေဘယ်နှခုရှိလို့တော့ဟိတ်သုံးခုကဘယ်သူတွေပါလိအဲ့နေနေအဲ့ဒါအလဲကောင်းဟာဟာကွာတခေါ်ကြည့်မင်းတို့ကတခုကြော်သွားအစကစပြောပါမှာပေါ့အေးလူကြီးသားကြီးပဲကလေးတွေကရှောက်ပြေးပါဦး ဟုတ်တယ်ဗျာအတန်ကြားလေးကလူကြီးသားကြီးပဲကလေးတွေကရှောင်းပေးပါဦးမှာပေါ့အဲသူပြောတာတမျိုးကြီးနော် လူကြီးသားကြီးလည်းဆိုရကလေးတွေကရှောင်းပေးပါဦးမှာပေါ့ဟင်းသဘောပေါက်တော့ပါတယ်ဗျာနော်အတန်ထွက်ကြစမ်းပါဗျာရှက်စရာမဟုတ်ပါဘူးကောင်းတဲ့အတန်ဒီဒီအတန်မျိုးထွက်ကောင်းပါခင်ဗျားတို့မရှက်တဲ့မကြောက်တဲ့နေရာရှက်ကြောက်နေရှက်တဲ့ကြောက်တဲ့နေရာကြတော့ဖေတော့မောင်တော့နဲ့အဲသေခြင်းဆိုကာလနာမွေဆိုလောင်မီဆိုတာတွေကြတော့မရှက်နိုင်ကြတော့ဘူး ဒါကြောင့်ဖရာကိုရောင်မြတ်ကြီးကအဝိဇ္ဇဝမိဘာယံဒီဘာဇိတဗိနဘာဇရေဘယဘယဝိမုလတေသံတိဒုက္ခနာလဘတိကြောက်တဲ့ကြောက်ထိုက်ကြောက်ကောင်းတဲ့တရားတွေကိုမကြောက်တော့မကြောက်တဲ့မကြောက်ထိုင်မကြောက်ကောင်းတဲ့တရားတွေကိုတော့ကြောက်နေသည်ဒါကြောင့်အရှက်အကြောင်းမှားနေလို့ရှိရင်တော့သံတိဒုက္ခနာလဘတိခမည်းတော်လိုချင်တဲ့နိဗ္ဗာန်ရရှိဖို့မလွယ်တော့ဘူးလွယ်ပါမလားပြိဿကြီး ဒိုင်းဒီတော့အတန်လေးတွေကြိုးစားထွက်ပါဗျာဒါလေးမှတ်မိသွားပါပြီပုထုဇဉ်တော့ပိုင်းခွဲဗျာဒီကနေ့တော့ရှေးပိုင်းဝိပဿနာလည်းများများဟောနိုင်မှုပြိဿနော်ဟေမာဇလ621ရာခွင်မှာဗရဟိတအစင်းကြီးကဘွာတွင်တရင် အဖိတ်နေတိုင်းမှာကျွတ်တို့အဖိတ်နေတိုင်းအဖိတ်နေတိုင်းတန်ဃာတော်၄ငရာကိုဆွမ်းလောင်းခဲ့တဲ့ရှစ်ကြိမ်မြောက်မှာဟောရသဖြင့် ်ဆွမ်းလုံးတဲ့ကိစ္စမပြင်းမရကြပါနဲ့လို့ဒါကိုကျုပ်များများတိုက်တွန်းပါအောင်မပြင်းကြပါနဲ့ဆွမ်းလုံးတဲ့ကိစ္စမန္တလေးရွှေမြို့တော်တော့ခေါင်းကြီးတို့ကယုံကြည်ပြီးသားဖြစ်ပါတယ်။ဘာဖြစ်လို့လဲမန္တလေးမြို့ကတရားတရားသိကောင်းအခုကြာနီကံခေါင်းကြီးတို့ကိုယ်တိုင်မန္တလေးမြို့မှာခုနှစ်နှစ်တိုင်နဲ့စာသင်ခဲ့ရမန္တလေးမြို့မှာပညာခုံမိပြီးတော့စာသင်ခဲ့တဲ့အတော်အတွင်းမှာ မန္တလေးမြို့သူမြို့သားတွေလောင်းတဲ့ဆုံးကွန်းကိုဖုံးပေးပြီးတော့ပညာသင်ခဲ့တဲ့ကျန်ဒီကန်ဆရာတော်ဆိုတာဟာဒီကနေ့မန္တလေးမြို့သူမြို့သားများကိုကျေးဇူးဆပ်လို့မကုန်နိုင်သေးပါခင်ဗျားတို့ကျေးဇူးကြောင့်မန္တလေးမြို့မှာနေပြီးတော့ပညာတွေသင်ကြားနိုင်တယ်ဒါကြောင့်ခုကျန်ဒီကန်ဆရာတော်ဆိုလင့်ကစားကျန်ဒီကန်ဆရာတော်လို့သိနေကြပေမဲ့လို့နေရီမှာထွက်ခေါ်တဲ့ချိန်ခါမှာကိုပညာခုံမိခဲ့တဲ့မြို့သူမြို့သားတွေကျေးဇူးဆပ်တဲ့အနေအထားဖြင့် ရွှေမန်းဓမ္မကတိကဂျန်ဒီကန်ဆရာတော်ကျုပ်မန္တလေးမြို့ကိုအမိတက်ထားတချို့ကလည်းဂျန်ဒီကန်သိကိုမသိဘူးတောရွာဒေသဆိုတော့ဂျန်ဒီကန်ဆရာတော်တရားဟောကောင်းလှတယ်ပြောတယ်ဆိုပြီးမန္တလေးမြို့လာပင့်မန္တလေးမြို့ပေါ်ဂျန်ဒီကန်ကြောင်းတိုက်ရှောက်ရှာရတဲ့မူနောက်လို့ဘယ်မှမတွေ့ဘူးဂျန်ဒီကန်ဆိုတာကျုပ်မန္တလေးမြို့ပေါ်တယ်ထင်တာကိုရှေ့ကတက်ထားတာကရွှေမန်းဓမ္မကတိကဂျန်ဒီကန်ဆရာတော်ဆိုတော့မန္တလေးမြို့ပေါ်ဂျန်ဒီကန်ကျောင်းတိုက်ရှောက်ရှာတယ်ဘယ်မှမတွေ့ နောက်မှတယောက်မင်းတယောက်မင်းနဲ့တောင်းထေသာမှန်သူတို့သိကြဒါကြောင့်ဆွမ်းလောင်ပြီးတော့တန်းကားတော်အရှင်မြတ်များကိုလှူခဲ့တန်းခဲ့ကြတဲ့မြို့သူမြို့သားတွေဆိုတော့ဘယ်လိုအန္တရာယ်မျိုးဖြစ်စေကမူမန္တလေးမြို့မှာဂလိန်ကလေးကြီးကြီးကျယ်ကျယ်တော့ကျွတ်တို့မျက်စိအောင်ခမရတို့မျက်စိအောင်အခုအသက်တိုင်နေလာခဲ့ကြတဲ့ကျွတ်တို့မန္တလေးမြို့ဟာအသက်သာဆုံးလို့ဖြစ်နေပါတယ်ဗျာအသက်သာဆုံးလို့ဖြစ်နေတယ်ပြိဿ